နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကပြစ်ဒဏ်ထပ်တိုးလိုက်တယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။မာနက်မီနယ်တက်တော်အကောင့်တစ်ခုကနေဧပြီ18ရက်နေ့မှာဒီနေ့အချင်းသား900ခန့်လုံးလွှတ်ပေးတယ်။အမေတော်အောင်ဆန်းစုကြည်ကြတော့ထပ်တိုးနေတဲ့အသက်80မျိုးတယောက်ကိုအဲ့လောက်ကြောက်ကြရလားလို့ရေးသားထားတဲ့စာပါဝင်နဲ့အင်းစိန်အချင်းတော်ပုံကိုဖြန့်ဝေထားတာပါ။ဒါကိုကြိုင်းတဲ့တပ်သူ8000ကျော်နဲ့ကြီးစုသူ3000လီပါရှိနေပါပြီ။ ဒေါအောင်ဆန်းစုကြည်ပြည်ထောင်ထက်တိုးခြင်းရှိမရှိနဲ့ပတ်သက်လို့မီစီမတ်ကချက်လက်ဆက်ဆေးခဲ့ပါတယ်စစ်ကောင်စီလက်အောက်ခံမီဒီယာဖြစ်တဲ့မြမလေးသတင်းစာရဲ့ April 17ရက်နေ့သတင်းစာမှာပြစ်ဒဏ်လူငင်းခွင့်နေတဲ့ပတ်သက်လို့ထုတ်ပြန်စာတွေပါဝင်ပါတယ်။ဒီထုတ်ပြန်ချက်တွေထဲမှာဒေါအောင်ဆန်းစုကြည်ကိုပြစ်ဒဏ်ထပ်တိုးတယ်လို့မပါဝင်ပါဘူး။မြမနစ်ဆန်းတရက်နေ့မှာစစ်ကောင်စီရဲ့လူငင်းခွင့်နဲ့ပြစ်ဒဏ်ရှော့ပေါ်ခန်းစား권ထဲမှာနိုင်ငံရေးနဲ့ပတ်သက်လို့ငါးငါကာကြီးတစ်ခုသာပါဝင်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံတော်စင့်ကောင်းဆောင်တွေမပါဝင်ပါဘူး။ဒါကို TVB ကသတင်းဖော်ပြထားပါတယ်။ ။သတင်းထဲမှာဒေါအောင်ဆန်းစုကြည်ကိုပြစ်ဒဏ်ထပ်တိုးတယ်လို့မပါဝင်ပါဘူး။ဒါ့အပြင်အခြားသောယုံကြည်စိတ်ချရတဲ့သတင်းတွေမှာလည်းဒေါအောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်ကိုထပ်တိုးတယ်ဆိုတာနဲ့ပတ်သက်လို့သတင်းရေးသားဖော်ပြထားတာမျိုးလည်းမရှိပါဘူး။ဒါကြောင့်မြန်မာနှစ်တင်မှာဖမ်းဆီးချုံအောင်ခံထားရတဲ့အကျဉ်းသားချုပ်ကိုလူငယ်ချမ်းသာ권ပေးခဲ့ပြီးမယ်ဒေါအောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်တွေကိုထပ်တိုးခဲ့တယ်ဆိုတာဟာသတင်းတူပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်ရင်တဲ့တဲ့တွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွာပေးပို့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဒီတော့ဒီရာချင်းဆက်လက်ရပ်တည်ခံဖို့ပြည်သူတွေထောက်ပံ့ပေးဖို့ဟာအကြီးအကဲလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုယ်နိုင်ငံကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ